ရခိုင်ပြည်စစ်တွေမျိုးရှိအကျဉ်းထောင်ကအကျဉ်းသားတွေကို စီယုံပြီးစစ်တင်နှံတပ်ဖို့ပြည်မဘက်ကိုပြောင်းရွှေ့ထားတာတွေရှိနေတယ်လို့သတင်းရရှိပါတယ်။အကျဉ်းသားတွေပြောင်းရွှေ့မှုဟာတိုက်ပွဲဆဖြစ်တဲ့2023ခရဲကရှိနေတာဖြစ်ပြီးအခုလည်းအစ်စ်ဖမ်းလို့ရတဲ့သူတွေနှစ်ရှည်သမားတွေတတ်တတ်ကြွချခံထားတဲ့သူတွေကိုပြောင်းရွှေ့နေတာလို့စစ်တွေဒေသခံတယောက်ကပြောပါတယ်။ အကြက်ဖက်စစ်တပ်ဟာစစ်မှုထမ်းရင်ပြစ်ဒဏ်ရော့မယ်ကင်းလွတ်မယ်ဆိုပြီးစီယုံပြီးပြည်မဘက်ကိုစစ်တင်နဲ့တက်ဖို့ခွဲပြီးပို့နေတာလို့သူကဆက်ပြောပါတယ်အကျဉ်းသားတွေအပြင်မူဆလင် အကျဉ်းသားတွေကိုလည်းအကြက်ဖက်စစ်တပ်ကစစ်မှုထမ်းရင်ထောင်ဒဏ်လွတ်ကင်းခွင့်ပေးမယ်ဆိုပြီးစီယုံက အော်တိုဘာလအတွင်ကပြည်မဘက်ကို Navy တွေနဲ့ပြောင်းရွှေ့တာတွေလုပ်ခဲ့တယ်လို့စစ်တွေဒေသခံအမျိုးသားတယောက်ကနရီဇရာကိုပြောပါတယ်လက်ရှိအကျဉ်းသားတွေကို ရန်ကုန်ကိုပို့ဆောင်ပြီးအဲ့ဒီကတစစ်စစ်တန်တန်းတွေဆက်လက်ပို့ဆောင်နေတယ်လို့သိရပါတယ်စစ်တွေအချင်းထောင်ထဲမှာတိုက်ပွဲကာလအတွင်းကရွှေ့ပြောင်းထားတဲ့ဘူရီတောင်အချင်းထောင်ကမွတ်စလင်အချင်းသားတွေမြို့သိမ်းကာလအတွင်းကမြို့သွင်းပိတ်မိနေသူတွေလမ်းသွားလမ်းလာတွေဖမ်းဆီးခံရသူတွေရှိနေတာပါဒါအပြင်စစ်တပ်ထိန်းချုပ်ခဲ့စဉ်ကလည်းကျွေးရွာတွေထဲစီးနှင်းဝင်ရောက်ဖမ်းဆီးခံရသူအပါအဝင်စစ်တွေမြို့တွင် မြို့ပြင်ကျွေးရွာတွေကဖမ်းဆီးခံရသူတွေလည်းအများအပြားရှိနေတာပါရှင်။